မြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးတဲ့နောက်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေပေါ့ဒီလိုသမိုင်းလို့ပြောလိုက်တော့ဗုဒ္ဓသာနာသမိုင်းမှာဆရာတော်ဖျားကြီးများရေးကြတာကတော့ဒါနဝင်ကျမ်းများမှာရှင်များများဖတ်ကြည့်ရင်သူမိတာဘဝကနေစပြီးတော့သမိုင်းချပြီးရေးပါတယ်ပါရမီတော်ကြီးဖြည့်ခဲ့တာလေးအချင်းချုပ်ရေးတယ်မိတဲ့ကဘုရားလောင်းဖွင့်တော်မူတာကြီးဖျားဖြစ်တော်မူတဲ့အဲ့ဒါတွေအကုန်လုံးကိုသမိုင်းချပြီးရေးလေးရှိပါတယ်ဒါနဝင်ကျမ်းတွေမှာဒီတိုင်းပဲရေးပါတယ် တပည့်တော်ကတော့ဘုရားရှင်ပြိဋိဘံဆံပြီးတဲ့နောက်ပိုင်းတမိုင်းကိုဒီကနေ့ခေတ္တပေါ့ဗျာဒီနှစ်ပေါင်း2600တမိုင်းပေါ့အဲ့ဒါကိုဒီဘုရားကြီးတော်တို့လန်းလန်းမိတော့လေ့လာမှာနေပေကအလွန်ကျေတဲ့အခါဘုရားကြီးတော်တို့တိတလောက်လေပြောလို့အဆင်မပြေဘူးနောက်တပည့်တော်တို့အချို့နယ်ရေကသူတည်တဲ့သူတည်တဲ့နယ်ပေတွေဖြစ်တဲ့အတွက်အဲဒီလိုပြောတာကိုရှင်များတို့လန်းလန်းမိခြင်းရင်လည်းမိမယ်မိခြင်းမှလည်းမိတယ်အဲ့လိုအဲ့လိုခက်ခဲရရှိပေါ့နော်ဆိုတော့ဘုရားကြီးတော်တို့ကပြိဋိဘံဆံပြီးတဲ့နောက်ကိုဆက်ပြီးတော့လေ့လာကြအောင်ပါဗျာ အဲခေါင်းစဉ်လေးကနေစဖတ်ပါအောင်ခင်ဗျာမြတ်ဗုဒ္ဓရေဒောရောစံကမ်းမှာတိမက်ဖွယ်ရာများဗုဒ္ဓရှင်တော်မြတ်ဒီတကရေ148ခုနှစ်ကဆုံလားပြည့်အင်္ဂါနေ့မောတော်ရံချိန်မှာပြိနိဝေဆန်အလောင်းတော်ကိုခொနည်းပတ်လုံးပူဇော်ပြီးတော့တာတုကိလနာတတဟုခေါ်ပါတယ်အခါခွေးကအလောင်းတော်ကို72ခုထင်းမုံထက်တော့ ပင့်၍တင်သားပြီးခုနှစ်ဘက်လောပူဇော်တယ်စီတကတတ္တဟလို့ခေါ်ပါတယ်နောက်ကငယ်ကတေသောတဲ့လောင်ရတော်မူပြီးဓာတ်တော်များကိုခုနှစ်ရက်ပူဇော်ပါတယ်ဘာလို့ခေါ်ဓာတုပူဇကတတ္တဟလို့ခေါ်ပါတယ်အဲ့ဒါတော့ဘုရားလောင်းတော်အမြတ်စွာဘုရားရှင်ပြိဋိဘံဆံကမ်းပါဒီလိုအစအဆုံးပြီးတဲ့ပြီးသွားတဲ့ရက်ဆိုရင်မဟာတက္ကရေ148နေုံလာဇန်9ရက်နေ့မှာ အတက်တော်ဝေဖန်လို့ပြီးတဲ့အချိန်တွေဖြစ်သွားပြီ။ဖန်ရဲကြလည်းခွန်သုံးလီ24ရက်ပေါ့ဗျာ။24ရက်ပေါ့။အဲ့ဒါတော့ဒီရောတို့မြတ်စွာဘုရားရှင်ပြိဋိဘံဆံကန်းနဲ့ပတ်သက်ပြီးတော့အဲဒီရောကဒီရှင်မရတို့သမိုင်းတင်တာပါ။ဆိုလူတွေကိုဒီတော့ခါခွန်းတင်လို့ဟောတဲ့အခါကျရင်ပြီးအရင်မှလည်းဟောထားတာရှိလူတွေဟောတဲ့ version တက်တက်ပေါ့ဗျ။ဒါတပြည့်တော်ကဘာသာပို့ချတဲ့ version ဆိုလူတွေကိုတရားဟောတဲ့ version မဟုတ်ဘူးဗျ။အဲ့တော့အချက်လက်တွေကိုဒီရောအသားပေးပြီးတော့ပြောမယ်။ တွေးစရာတွေများများတွေးခိုင်းအဲ့တော့ဒါအရှင်များတို့တို့ public speaking နဲ့ပတ်သက်ပြီးတော့ဒါပါတာပါဗျာလူတွေကိုပြောတဲ့အခါ audience လိုက်ပြီးသီးတော်ကပြည့်သက်အခြေအနေကိုကြည့်ပြီးတော့ရတ္တကိုဒီတော့အဓိကထည့်ပြောအောင်ဆိုတော့ပြိနေပါဆံကမှာရတ္တကြီးထည့်ပြောရင်မျက်ရည်ကြအောင်ပြောလို့ရတော့ဟုတ်လားဗျာအဲ့ဒါမျိုးကတန်ခါရတင်တဲ့တန်ခါရရဲ့ဂုံကိုပြောမှာပေါ့ဒါကလူတွေကိုသွားတဲ့ version အခုအရှင်များတို့တို့ကဘာသာပို့ချတာကသမိုင်းဘာသာဖြစ်တဲ့အတွက်သမိုင်းဆိုတဲ့ဘာသာရဲ့အောက်ကနေပြီးတော့လေ့လာမှာဖြစ်ပါတယ်ဟုတ်ရင်ဒီလိုသမိုင်းမှာလေ့လာတဲ့အခါအရှင်များများတို့တို့ ေကွန်တစ်ခုအရင်ဆုံးပေးပါအရှင်ပြန်ဘေကွန်တစ်ခုစပေးပါမယ်ဆိုတော့အရှင်ပြန်များတမိုင်းစာအုပ်တမိုင်းစာအုပ်ဗုဒ္ဓသာနာတမိုင်းနဲ့ပတ်သက်ပြီးတော့ပြပြတို့တဥ္စနှစ်ဥ္စဖတ်ဖို့ရဲဆိုရင်လက်ထောင်ကြီးကဘာဘာတမိုင်းစာအုပ်နေနေဗုဒ္ဓဘာသာစာပေနဲ့ဗုဒ္ဓသာနာတမိုင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓသာနာတမိုင်းနဲ့ပတ်သက်တဲ့စာမှမရှင်ပြန်ဖတ်ဘူးလေရှင်ပြန်အရှင်မြတ်ဘာသာဥပ္ပဘူးလေအကောင်းလိုက်တယ်တာဏ္ဍာ1500ခီးစာရေးဆရာနဲ့တရတူမှတ်မိတယ်အရှင်မြတ်ဘာသာဥပ္ပဘူးလေဇိနထဘကန္တနေအဲ့ဒါဆိုဘုရုံရဲ့တမိုင်းပေါ့ဘုရုံရဲ့ကျန်ပေါ့ နောက်ရှင်ပြဘာဖတ်ဘူးလေဗုဒ္ဓတန်တစ်ပိုင်းကောင်းလိုက်တယ်ဗျာကျန်တဲ့ရှင်ပြတွေကဖတ်ဖူးတော့ဖတ်ဖူးမပါမိမဆဲလို့မပြောတာလည်းဖြစ်ရင်ဖြစ်မှာပါဟုတ်လားကဲရတော့ဒီတော့နောက်တစ်ခုမေးမယ်ဗျမြန်မာတမိုင်းနဲ့ပတ်သက်ပြီးဘာသာအုပ်ဖတ်ဖူးလိုက်ပြီးတော့မနေ့ကပြောပြီတမိုင်းရဲ့ရှင်ပြတွေတဘာချင်းသိနေမဆိုင်ဘူးလားလူမှန်ရင်တမိုင်းရှိတမိုင်းမသိရင်အာအပထမတက်တော့အကန့်အားရကနေစုနေတယ်လို့ဖြစ်နေမလားအဲကြောင့်ဘုရားရှင်ကအန်တီဝူတော့အရန်လောကဆိုတာဒါပြောတာမှာစရတရတို့ခုမေးကြည့်တာလေ ညီမသမိုင်းဖတ်ဘူးတဲ့သူလက်ထောင်ပါဘာသမိုင်းဖတ်မိတ်ပါဗျဗကန်သမိုင်းဖတ်ဘူးတဲ့ဘသူရေးတဲ့အကောင်လိုက်တယ်အဲ့ဆိုအဲ့သမိုင်းစာအုပ်ကရှင်မြကြည့်တော့မိကုန်တကုထပ်မိမယ်သမိုင်းလားသမိုင်းဝတ္ထုလားဒါအဲ့ဒါပြောဒီလိုသမိုင်းကိုဖတ်တဲ့အခါရှင်မြတို့သမိုင်းကိုတိုက်ရမဖတ်နိုင်ဘူးတပိတော့ယူပပေတန်းနဲ့ကြောင်းပြီးတယ်သိပ်ပံပါတယ်တမန်တပိတော့ဝါသာပါလားသမိုင်းသမိုင်းကိုတိုက်ပြီးမဖတ်နိုင်တဲ့အခါဒီလိုဘာလို့ရလဲဆိုတော့သမိုင်းဝတ္ထုတွေရင်ဖတ်တက္ကသိုလ်စိန်နှင်းတို့စိတ်ပညာရေးတို့နာတာသူတို့ဆရာကြီးလေမြတ်ပါအဲ့တော့သူတို့ရေးတဲ့ နောက်ဆရာတင်တိုင်းတို့တို့တမိုင်းဝတ္ထုတွေကိုစဖတ်တမိုင်းဝတ္ထုတွေစဖတ်ကတမိုင်းဝတ္ထုကြတော့ယသပေါ်အောင်ရေးထားယသပေါ်အောင်ရေးထားဖြစ်တဲ့ချောရှူပြီးတော့စိတ်ဝင်သွားတာအဲ့ဒီချိန်ကျမှတို့တို့အသေးစိတ်သိကျင်တဲ့အခါအချက်လက်ကိုတိတိကျကျသိကျင်တဲ့အခါတမိုင်းကိုသွားဖတ်တယ်တမိုင်းကကြတော့သုဒ္ဓစာပေပြန်ရတ္တမဟုတ်ဆိုတော့သုဒ္ဓကမှရတ္တတွေအများကြီးရောထည့်လိုက်ရင်သုဒ္ဓရဲ့အဲဒိဗေကွယ်လွဲချက်တွေယူဆတွေအများကြီးပျက်စီးသွားကြရှိတယ် ဒါကြောင့်တမိုင်းကိုရေးတဲ့အခါအချက်လက်နဲ့အထောက်ထားနဲ့အကိုးကားနဲ့ရှာဖွေတွေ့ရှိချက်တွေနဲ့ရေးရပါတယ်။အဲ့လိုရေးတဲ့အခါရှင်များတို့တမိုင်းကိုစိတ်ဝင်စားဘူးဆိုတာသဘာဝကျ။အဲ့တော့တပည့်တို့တမိုင်းကအဘိဓမ္မာလို့ခန့်ဆက်ဆန်းပါ။စာပေအဘိဓမ္မာပေါ့။သူကပုဂ္ဂိုလ်မငယ်ဘူး။အချက်လက်တွေကိုအဓိကထားပြော။ဆိုတော့တမိုင်းဝိတုကြတော့ရှင်များတို့ဖက်လို့ကောင်း။ယတ္တပေါအောင်ရေးတာ။ယတ္တ၉ပါးပေါ့။ပေါအောင်ရေးတာ။အဲ့တော့ရှင်များများအခုတပည့်တို့ရှောက်ထားကြတာကတမိုင်းကိုဖက်တဲ့အခါတမိုင်းဝိတုကိုစာဖတ်ပါ။ဥမာအဲ ါနသမိုင်းကိုဖတ်ရှင်ဒီဟိုကစ်ဆန်တော်ဝင်အရိယာပုံကိုလိုများပါဒါဒီဆရာကြီးဦးထိလိုင်ရေးအရတ္တပေါ်အောင်ရေးတာဗျတအားကောင်းတယ်တအားကောင်းတဲ့ခါကျတော့သူတွေကိုစီမျောသွားတာစာအုပ်ကြီးအထူကြီးမပင်မန်းဘူးနောက်တပင်ရှယ်ဒူးဝတ္ထုတော်ကြီးဒါဆရာကြီးလက်ဒီပန်နီတာဥမ္မောင်ကြီးရေးတယ်ဒါသရုတ်ရတန်ခါနာနဲ့ဂျားမှာဖြစ်နေတဲ့ဒိုဟန်ဘွားဆက်အကြောင်းတွေပါတွေဖတ်ချင်းတန်ခါတွေတက်ခါနဲ့အကြောင်းတွေဖတ်ချင်းဒါတပင်ရွှေရီဝတ္ထုတော်ကြီးဖတ် ဒါရတ္တဝချေခံတဲ့သမိုင်းနောက်ခံဝတ္ထု။ဒါကြောင့်သမိုင်းမှာလည်းဒီလိုအရှင်မြတ်တို့ကခုဓာတ်မှတ်เสียပါ။သမိုင်းနောက်ခံဝတ္ထုရှိတယ်သမိုင်းရှိတယ်။သမိုင်းကတော့ပြင်းစရာကောင်းတယ်၆၆ခန်းခန်းဤသို့တော့အခုတပည့်တော်စကားပြောကြတယ်အရှင်မြတ်ရတ္တတွေနဲ့ပြောလို့မရဘူး။သူတ္တအချက်လက်ထောက်ထားတွေနဲ့ပြောရတာ။အဲဒါဆိုရတ္တသာပေကပြောတဲ့ဟောတဲ့နေရာမှာတော့ကောင်းတယ်။ဒါပေမဲ့ပညာရဲ့သဘောတရားတစ်ခုကိုဆွေးတဲ့အခါသူတ္တကိုထုတ်ပြတာ။အချက်လက်ကိုကထောက်ထားခိုင်းပါလေသဘာဝယုတ်တိအာဂမယုတ်တိယုတ်တိဘယ်နှပါလဲဗျာ။ လေးပါပါဗျာနော်တဘာဝယုတ်တိဆိုတော့မြေပြင်အရှင်နေတယ်ပေါ့လက်တွေ့လောကမှာဖြစ်နေတယ်ရှင်အာဂမယုတ်တိဆိုတာအာဂမယုတ်တိဆိုတာကြမ်းကန်ထောက်ထားတယ်ဟုတ်လားဥမာဖះဟောပါဠိတယ်မကဘူးထာကရာလည်းရတယ်ဒီကာလည်းရတိုင်းဒါအခုဒီပြောပြောတယ်ဒါကဘယ်ဆရာတော်ကြီးရေးတာဒါဘယ်ဆရာတော်ကြီးရေးတဲ့ကြံအဲ့လိုကြမ်းကန်အထောက်ထားအကိုကားကိုကျတော့အာဂမယုတ်တိခေါ်တာအဲ့လိုယုတ်တိယုတ်တာတန်အောင်လို့ပြောနိုင်မှာပညာရဲ့တစ်ခုကပို့ချလို့ရတယ်အဲ့ဒါတော့အဲ့ဒါအရေးကြီးပါတယ်ဒီတော့အရှင်မရတို့ပြိဿသဘောပဲဒီပြောပို့ချခိုင်းရင်ဒီတော့ပညာရဲ့ဘက်ကပို့ချအောင်ရတ္တဘက်ကပို့ချရင်ဆရာတော်ဘုရားကိုဘယ်အဝေးကြီးဆင်ရှင်လို့မရဘူး င်ဆရာတော်ဆရာတော်ယတပေါင်ဒီပြိဿသုံးဘက်ကိုယတပေါင်ဟောနိုင်ဒီတော့ယတပေါင်တင်ဖို့တဲ့အဲ့တော့ဒီတော့ပညာရေးဘက်ကတော့တွားလို့ရအချင်းကက်တဲ့ဤတွေအဲပညာရေးဆန်ဆန်ဒီလိုမျိုးတွားတာပါအဲ့တော့ချင်းကက်တဲ့ပုံစံ approach method ခေါ်တာမတူပါဘူးအခုဒီပြီးတော့အရှင်ဘုရားတို့ကရဟန်းတန်ကလေးဖြစ်တဲ့တွေ့ရောသမိုင်းပညာရေးဘက်ကနေချင်းကက်ပြီးတော့ပြောပါအောင်အခုဒီမှာဆိုဒီပြီးတော့ဘုရားပရိနိဗ္ဗာန်ဆန်းပြီးတော့ဓာတ်တော်ဝေတဲ့အချိန်ထိရပ်ဗနေရရသွားပြီလေ 22ရက်ရတဲ့အဲ22ရက်ပြည့်တဲ့အခါကျတော့နော်ရှင်မကသမအဒီတန်ခါလာတင်ဖို့လျှောက်ထားပါဗျာအဲ့ဒါခဏထားဖတ်ကြည့်ပါကြအပေါ်ဆုံးကပါလေလေမဟာပရိပိဏာနာရုပ်ပွားတော်ကုသိနာယုံမှာရှိပါအဲ့ဒါရွေးရတို့ရုပ်ပွားတော်နေပတ်သက်ပြီးနည်းနည်းပြောစရာရှိတယ်ဘုရားရှင်လက်ထက်ကရုပ်ပွားတော်ပဲလို့မရှိပါဘူးမေးစရာရှိတယ်စစ်တီ၄ပါးခွင့်ပြုခဲ့တယ်ဆိုတာမဟုတ်ဘူးလားမဟာပရိပိဏာသုံးပါစစ်တီ၄ပါးခွင့်ပြုခဲ့စစ်တီထိုက်တဲ့ပုဂ္ဂိုလ်၄ဦးဆိုတာရှိတယ်စစ်တီ၄ပါးခွင့်ပြုခဲ့တာရှိတယ်ဘာတွေလဲဗျာစစ်တီ၄ပါးမိမ့်ပါအောင်ဗျာ ဓာတုစေတီဓမ္မစေတီဩရိတစေတီပရိဘောဂစေတီကျမ်းနေရာအကွဲတွေရှိပါတယ်။နော်ဇေတဝန်အကြောင်းထဲမှာမုဏိတစုရှိတယ်လို့လည်းဆိုတယ်ဘုရားရှင်လက်ထက်ကဘုရားကြွသွားရင်မုဏိတစုရှိတယ်ဆိုတာစာတစ်ခုမှာဖတ်ဘူးတယ်။ဒါပေမဲ့တေချာတာကတော့မဟာဗောဓိမင်းရှိတယ်ဟုတ်လားဒါကတော့ရှင်အနန္ဒာစိုက်ထားလေ။နော်ဒီရှင်အနန္ဒာရဲ့အစီအစဉ်နဲ့အနာရမင်းထေကြီးစိုက်တာဒါကတိကျဒါကတော့တိကျအခုလည်းအပင်ရှိ။နော်ဒါပေမဲ့မုဏိတစုကအခုပြောင်းတယ် မူနိရှိစုတမိုင်းကိုရှင်မြတ်တို့ကြည့်တဲ့အခါကျတော့ဇေဒဝံအကြောင်းထဲမှာတဆူရှိတယ်လို့ပြောလိုက်မယ်။အဲ့တော့အိုးဗြဟ္မဒိဗြဟ္မဘုံမှာအကနိဒ္ဒဗြဟ္မဘုံမှာဘာစီတီလဲဗျာ။ဒုဒ္ဒမူနိနော်အဲ့ဒါဆိုတော့တာဝရိယဘာစီတီရှိလဲဗျာ။ဆူလမူနိမူနိပြောတဲ့အခါမူနိရှိစုအဲ့ဒါပြောတော့မဟေတရတောင်မှာမဟေတရမူနိလူမဖူးနိုင်တဲ့ဘုရားသုံးသူရှိတယ်။မဟေတရမူနိအဲ့ဒါကလည်းပြောတော့ဟိမွန်တာရဲ့အဆွဲဖြစ်တဲ့မဟေတရတောင်မဟေတရနဲ့ကြီးတဲ့ဘုရားနဲ့တကိုးပြိုင်တဲ့အခါကျတော့ဒီနဲ့ကြီးရဲ့ရှုံသွားတော့ အော်ဘုရားရှင်ကသူကတာနာကိုကြီးညိုရင်တာနာအတွက်ထောက်ပံ့အများကြီးအနှောက်အယှက်တွေအများကြီးကျင်းသွားလိမ့်မယ်ဆိုတဲ့အနေနဲ့နောက်တော့နေမိတာရုပ်ဘွားတော့ပူဇော်ခြင်းနဲ့ဆိုတဲ့အခါကျတော့နေမိတာရုပ်ဘွားတော့ရှင်များတို့အကျေဖက်ခြင်းယနေ့ဘုရားဝါရဆိုင်ရာအမေးဖြေကျမ်းနံပါတ်6မှာဖတ်ပါအဲ့ဒါဒီပြီးတော့တေတော်ဆရာတွေဘုရားကြီးရေးထားပါတယ်အဲ့ဒါဒီပြီးတော့အကျင်းမဲ့ကျမ်းပင်ညွန်သွားမယ်ရှင်များတို့ဖတ်ပြရအောင်လို့စာအုပ်ရှိလာမင်းနဲ့ဒီစာအုပ်တွေတို့သုံးအောင်ထည့်ပေးတာဟောစာကြီးတဲ့ရှင်များတို့ဖတ်ဖို့ပဲလို့ပြောညွှန်းတဲ့ကျမ်းတွေအများကြီးဒီထဲမှာ90ရာခိုင်နှုန်းရှိတယ်ဗျာ ဟုတ်လားဗျာအဲ့ဒါဒီတော့တာဝန်မကျေဘူးလားပထမဆုံးနေ့မှာအများကြီးရင်းလိုက်တာသိရှိရကြတော့ကိုသွားတင်းနှန်းနေအတွက်လေဆရာတော်ဗျာဒါကြောင့်ပထမဆုံးနေ့ဟိုမှာခုံနေရောအများကြီးအိစာအုပ်တွေရောဝေးစာအုပ်စရံတွေဝေးရှင်များတို့ဒီနေ့ကံကောင်းနေပြောမလားကံတိတ်မကောင်းဘူးပြောမလားပထမဆုံးနေ့ကစာအုပ်ပေါင်း40ကျော်ပေးတာတပါတပါကို40ကျော်လှူအခုတာနာလင်္ကာရဆရာတပိုင်းစာရဲနေအများကြီးအကုန်လုံးထပ်လိုက်ဝဲလှူစာအုပ်တွေအများကြီးပြီးတော့လေဖုန်းကြီးတွေဟာစာမေးမလားဆိုပြီးတော့စာအုပ်ပေးတာကိုညွှန်ညင်ခံရတယ်ဒီလိုလည်းရှိသေးတယ်နော်အခုရှင်များတို့ညွှန်ညင်လား ငင်းငင်မငင်းငင်ဒါပဲနောက်တဲ့ပေးတယ်ရှိဥပ္ပါယူဗျာဆိုတော့ဒါဒီလိုရုပ်သွားတော့အတော့ကမင်းကြီးတီးခဲ့တယ်လို့ယူဆရတယ်တဲကြောက်စီတူဒါအစောဆုံးတွေ့ရကုဋေနာယုံမှာနှစ်ဆူရှိတယ်ဗျာဖះလောင်းအမျက်သွားဗျာရှင်နောက်ဆုံးရေကြီးတော်ဆက်တာခဲ့တဲ့ရေကြီးတော်သုံးဆောင်ခဲ့တဲ့နေရာเนาะအဲ့နေရာမှာထိုင်တော်မူရုပ်သွားတော့အဲ့ဒီရုပ်သွားတော့ ਨੇ ဒီတဲကြောက်ရုပ်သွားတော့ဟာအိန္ဒိယမှာတွေ့ရတဲ့အစောဆုံးရုပ်သွားတော်တွေဖြစ်ပါအဲ့ဆိုအဲ့ဒီရုပ်သွားတော်တွေရဲ့အချိုးအစားတွေကိုကြည့်ပြီးတော့ရုပ်တွေတည်ခစ်တရာမှာလဲ ဒီရုပ်ပွားတော်နေနဲ့မရှင်းမနှောင်းပေါ့ဒီခေတ်ကြာရှင်များတွေနေမှော်စာဒီကိုသွားပြီးလေ့လာတဲ့အခါဒီရုပ်ပွားတော်နေဆင်တူတဲ့ပုံစံတွေတွေ့ရပါလေဟုတ်ပလားဗျာနော်တပည့်တော်တို့ကကြည့်တဲ့အခါသမိုင်းကိုကြည့်တဲ့အခါမြေပြင်အထောက်ထားနေလိုက်ကြည့်ရအဲသူတို့ထုလုပ်တဲ့ architect ပေါ့ဘယ်လိုမျိုးသွားသလဲဘယ်ဟာကိုနှွေသလဲဘယ်လိုမျိုးလာခဲ့သလဲဒါတွေကိုတပည့်တော်တို့လိုက်ပြီးကြည့်ရဒီဘက်ကရှင်များတို့စီတီလုံးလုံးကြီးတွေ့ပါတယ်ဗျအဲ့ဒီနေရာမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ဆန်တဲ့နေရာဒီနေရာကတော့တဲကြောင့်တွေ့တဲ့နေရာပေါ့ဟိုနေရာကတော့ဒီဟိုပါပေါ့နောက်ကလုံးလုံးကြီးနေရာကတော့ ဒါတည်သောတဲ့လောင်တော်မူတဲ့နေရာပေါ့ဆိုတော့တည်သောတဲ့လောင်တော်မူတဲ့နေရာနဲ့ဓာတ်တော်ဝေတဲ့နေရာနဲ့မတူဘူးဗျာဓာတ်တော်ဝေတဲ့နေရာအနုရုဒ္ဓရောက်မှာဝေတယ်ဘာထောက်ထားရှိလို့အဲ့ဒီအနုရုဒ္ဓဆိုတဲ့ယွာအခုချိန်ထိရှိအဲ့မှာညောင်မင်းကြီးတယ်အဲ့ဒီနေရာမှာအထိမ့်မဲ့ကြောက်စာတခုတွေ့ရဒီနေရာမှာဓာတ်တော်ဝေခဲ့တာဒေါနာဘုံနဲ့ဓာတ်တော်ဝေတာကံလည်းဆိုဓာတ်တော်တို့ပြောကြည့်အောင်ဓာတ်တော်ပြောကြည့်အောင်ဓာတ်တော်မွေတော်ဘလောက်ကျွန်းလဲဗျာအလုံးပြောကြပါဗျာတည်ပြီးသားပါမွေတော်ရှစ်စိတ်ကျွန်းတဲ့ကိုရှစ်စိတ်ဆိုဘယ်နှပြီတော့ဗျာ32ပြီတစ်စိတ်ကို16ပြီတစ်စိတ်ကို လေးပြီအဲ့ဒါမြန်မာခေါ်ပါဗျာပကံခိနရပတိစီသူနှစ်လက်ထက်မှာဒါဒီတပိတ်တာတို့တဆယ်တာတို့တကြက်တာတို့ဟုတ်လားတပြီးတို့နှစ်ပြီးတို့တပြီးကိုရှစ်ရှစ်လုံးပါတယ်တို့ပါတယ်ဆိုအဲ့ဒါမြန်မာအထိမ့်မှတ်တယ်အိန္ဒိယနဲ့တိလင်ကတစိုက်ကိုနှစ်ပြီးပါဗျာဒါကြောင့်မွေတော်ရှစ်စိတ်ဆိုတာ16ပြီးပဲဖြစ်ပြင်များပြောတဲ့မောင်အန်းရေးတဲ့32ပြီးအဲ့ဒါမှတွေ့လိမ့်မယ်ဒါပေမဲ့ဒီနေ့ဒီလင်ကတဲ့အိန္ဒိယရဲ့အယူကိုယူအောင်ဒါစိတ်ကိုနှက်ပြီးယူတယ်မွေတော်80 16ပြီး ဒါကြောင့်သူကရှစ်ပုံပုံတဲ့ကတပုံနှစ်ပြည်သားပါဓာတ်တော်ကဘယ်နှမျိုးထွက်တယ်လဲဗျာသုံးမျိုးထွက်တယ်ဗျာဟုတ်လားအားလုံးသိပါတယ်ပဲနောက်စီနောက်တကဇကွဲကျိုးနောက်တကမုံချင်းစီအရွယ်ဆိုပြီးသုံးမျိုးမထွက်ဘူးလားဗျာမပြုတ်ခဲ့တဲ့ဓာတ်တော်ပြောပါအောင်ဗျာမန္တစုတော်ဗျာတီဝီသားပါရှင်များတို့ဘာပါလဲဗျာနဖူးသင်ကျစ်တော့ညရိုးတော့ကနှစ်စုဆွဲတော့ကလေးစုအဲ့ဒါကိုစာလို့ပြောတော့အတံပိန်နာဓာတ်တော် မွေတော်ဆိုတော့ဓာတ်တော်နဲ့မွေတော်ပါကွဲလိုက်ချမ်းခေါ်တဲ့ဘမအကောကွဲတာလို့ဖြေလိုက်ပေါ့အဲ့ဒါရှင်ရတို့ရှမ်းပြည်တက်တက်သွားအကောမွေတော်ပဲပြောတာဟုတ်လားမွေတော်ကက်ကူတို့မွေတော်ဖရားတွေလိုပဲပြောတာကြရားပြည်နဲ့ရှမ်းပြည်နဲ့ဒီလိုတို့ဓာတ်တော်ပါအတူတူပါပဲအမွေပေါ့ဖရားရှင်ရဲ့အမွေပေါ့အဲ့ဒါပြုမပြုကွဲတာကဓာတ်တော်ပြုကွဲတာကမွေတော်အဲ့လိုမဟုတ်ပါအဲ့ဒါတွေရဲ့အယူအဆတွေပါနော်တကယ်တမ်းကျတော့ဓာတ်တော်တို့မွေတော်တို့ဆိုတာအတူတူပါ နော်မွေတော်ရှိစိတ်ကျွန်းတဲ့ကိုလို့လေဒီဆရာကဒီလိုရေးတာဓာတ်တော်ရှိစိတ်ကျွန်းတဲ့ကိုလို့ပါလားဒါဆိုညင်းမလားဗျာအဲ့ဒါတော့မွေတော်ဓာတ်တော်အတူတူပါဗျာဓာတုဓာတ်တော်တွေပါဗျာအဲ့ဒါတော့မပြိုခွဲတဲ့ဟာကခုနှစ်စုရှင်များတို့ဒါလူတွေကိုပြောင်းဟောတဲ့ခါဘုသူတ္တကိုတိတိကျကျရှိဖို့လို့ပါတယ်ညက်ရိုးတော့ညက်ရိုးတော့ကနှစ်စုနဖူးတင်ကျစ်တော်တစ်စုပြီးတော့ကဆွဲတော်ကလေးစုဝဲဘက်အောက်ဆွဲတော်ဘောဂဝတိနဂါးပြီဝဲဘက်ထက်ဆွဲတော်တာရိနနတ်ပြီ နော်ဝဲဘက်အထက်ဆွဲတော့ကလင်ကတိုင်းရဘက်အောက်ဆွဲတော့ကလင်ကရစ်တိုင်းနဂါပြည်နဲ့ဘောကောက်ရီနဂါပြည်နဲ့နက်ပြည်ရောက်သွားတဲ့ဝဲဘက်အထက်ဆွဲတော့အောက်ဆွဲတော့နှစ်စုလုံးကတာရင်နက်ပြည်မှာရှိရဘက်အထက်ဆွဲတော့ဒါမေးစရာရှိတယ်ဘယ်ရောက်သွားကလင်ကရစ်တိုင်းကလင်ကရစ်တိုင်းဆိုဟိုတော့တော့အိန္ဒိယကတိုင်းကြီးဘက်တိုင်းရှိတယ်ဗျာဖျားရှင်လိုက်ထက်ကတောလတ်သားဟုတ်လားတိုင်းကြီး16တိုင်းတိုင်း16တိုင်းရှိတဲ့ဆိုတော့ကအိန္ဒိယရဲ့အတိုင်းတစ်တိုင်းပါပဲကြည့်တော့ပြီးရင် အချက်လက်တွေထပ်လာပါမယ်ဟိမဝရီမင်းသမီးရနေပြီးတော့ဒီနေရာမှာအဲဆစ်ဖြစ်တဲ့အခါပြီးရတဲ့အခါကျတော့ဒီလင်ငါကိုဒီစရုံးလေးကိုထည့်ပြီးတော့ဆွဲတော်ကိုပြန်သွားနောက်တစ်ခုကဂန်လာရီကိုတရုတ်ပြည်လိုပြောရတချို့ကြတော့လေအာဖဂန်တို့လိုအဲတချို့ကြလေဘင်္ဂလားဒေ့ရှ်နေဆက်လိုလိုဒီလိုပြောတယ်အဲ့ဒါစာတစ်ခုမှာဒီကဘာတွေ့လဲဆိုတော့နှစ်တာနာနှစ်3000ကျော်မှဒီဆွဲတော်ကပြန်ပေါ်မယ်လေဟိုရာဘက်အောက်ဆွဲတော်ဟိုတိမ်မြုပ်နေတယ်အဲ့တော့တရုတ်ပြည်ကဆွဲတော်မဟုတ်ဘူးလားဆိုတော့တရုတ်ပြည်ကအန်တော်ပါဗျဆွဲတော်မဟုတ်ဘူး ဗုဒ္ဓအံတော်သမိုင်းဆိုတဲ့သာအုပ်လည်းရှိပါခုနတပြည့်တို့ရှင်ပြားတို့ဒီနေရာမှာညင်းစရာလေးတစ်ခုပေါ့ဗျာမပြိုကွက်တာဘယ်နဲ့စုတယ်လဲခုနစုအဲ့ဒါအံတော်ပါလားအဲ့ဒါကလျာဏီကြောက်စာသားကြီးတဲ့ဒီကလျာဏီသာနာဝင်ကျမ်းနေမှာဖတ်လိုက်တဲ့အခါကျတော့သူကဘုရားပရိပန်စံပြီးဓာတ်တော်မွေးခင်မြမပီယန်းနေလဲကြွသွားကြတယ်ရဟန္တာရှင်မြမြဆိုင်ရဆိုင်ရတိုင်းနဲ့ပြည်နယ်ဒီနေ့မှာရှိတဲ့အဲနိုင်ငံဒီနေ့မှာရှိတဲ့ရဟန္တာရှင်မြမြကြွလဲကြကုတိနာယုံမှာဇင်းဝင်တာပဲဘယ်နဲ့သိနေလဲ ်ခုနှစ်သိန်းဖြာရဟန်းတော်ခုနှစ်သိန်းအနေအဆုံးကတောသားပိုင်းလို့ပြောတာပေါ့အဲ့တော့ဇံပင်ရင်ရတွေအများကြီးကြွလာကြကြွလာပြီးတဲ့ခါကျတော့ဓာတ်တော်ကျွင်းကျန်နေဆိုရင်ပဲဆိုင်ရဆိုင်ရပြီးတိုင်ငံကိုပြန်တော့မယ်ဆိုတော့ပူဇော်ဖို့ဆိုပြီးရောပြင့်သွားတယ်လို့ယူဆစာမမှတ်တမ်းမနေတဲ့အတွက်တိကျပြောလို့မရဘူးတို့တော့တာနာဝင်ကျန်းနေမှာဒါလာတယ်ဒါကြောင့်ဒီရတို့ဟိုစခေတ္တဓာတုဝင်တို့ဖတ်ကြည့်ပါဆရာရှင်ရဲ့စံတော်တွေ ။နောက်ဒီပြတော့တထုံလုံးမွေးပြီလေတကြောမှတွေးလိုက်မယ်။တထုံမှာနေမေနာတောင်တော်တကြောမှအရှင်မြတ်သွားတော်33စုတဲထားတဲ့ဖရာဖရာ33စုတွေးလိုက်မယ်။အဲ့ဒါဆိုတော့ဆွေတော်နဲ့အန်တော်နဲ့ဘာကြောင့်ပြောနိုင်တာလဲဆိုတော့ဆွေတော်ရဲ့အချိုးအစားနဲ့မတူဘူး။တရုတ်ပြည်ကဒါကြောင့်အန်တော်ဖြစ်လိုက်မယ်။ဆွေတော်ဆိုတော့အမြင့်ကဘယ်နှမြင်ပါကျမတို့32ခုတာတာကုဋ္ဌတာကမ္မဋ္ဌာန်းတွေပွားဘူးလားဗျာကုဋ္ဌတာကမ္မဋ္ဌာန်းတွေပွားဘူးလားဗျာမပွားဘူးအဲ့ဒီတပည့်တော်ရောတွင်းရေးတဲ့ကျမ်းမှာလည်းဖတ်ကြည့် ဲ့ဒါဆွဲတော့ရဲ့ဆွဲတော့မှာဒီအဆွဲကအမြင့်၂ချောင်းပါအဆွဲဘေးကသွားရကြတော့အမြင့်၃ချောင်းပြအန်ကအမြင့်၄ချောင်းပါကိုထတာကိုပွားရကအမြင့်တွေဒီအောင်ယူပြီးတော့ပွားရတာအဲ့ဒါရှင်မြေကောထတာကံပဋ္ဌာန်းကျမ်းနေဒီမှာအကုန်လုံးပါပြီ။အဲ့တော့ဒီတော့ကဆွဲတော်ရဲ့အမြင့်တွေကိုကြည့်ရဆွဲတော်ဆိုရင်2မြစ်ထွက်ဖိုးဘက်ဒီဘက်ပေါ့ဒီသွားစိုက်ထားတဲ့အတွင်းထဲကတဖုံထဲမှာစိုက်နေတယ်။ဆိုအန်တော်ဆို၄မြစ်ထွက်ခွာပုံစံပေါ့။အဲ့ဒီအထောက်ထားတွေတွေရောအကုန်လိုက်ကြည့်ရ။နောက်တစ်ခါတိလက်ငါမှာကြည့်တဲ့ဆွဲတော်ရဲ့အတိုင်းထွားရဲ့ တခြားမှာရှိတဲ့ဆွဲတော့ရဲ့အတိုင်းထွားရဲ့အတူတူဖြစ်နေရဆွဲတော့ဆွဲဒါကြောင့်တရုတ်ပြည်ဟာထူးနေတယ်ကန္တာရလက်တိုင်အန်တော်ဖြစ်လိမ့်မယ်လို့ဒီလိုမျိုးယုံကြည်ကြပါလေဟုတ်လားညာဒါအရှင်များတို့တမိုင်းဖြစ်တဲ့အတွက်ဒီလိုကဖြတ်ထွက်ပေးလိုက်တာအဲ့ဒါတော့ဟုတ်ပြီမွေတော်ဓာတ်တော်ဒါ၄ကျွန်းတဲ့ကရသဗျာကြီးပရိနိဗ္ဗာန်ဆံပြီးတဲ့ကဓာတ်တော်ဘဏ္ဍဘုံလိုက်လေဗျာရှစ်ပေါ်ခုနှစ်ပြည်တော်မင်းနေနဲ့ ပုံနာရွာတရားလေဗျာ။ဒီမှာပါမယ်ထင်ဟုတ်လား။ရှစ်ပုံပုံလိုက်တယ်။ရှစ်အုပ်စုတွေ့လား။အေးလေတပြီးတော့ရှစ်ပုံပုံထားလေ။ရှစ်ပုံလေးဗျာနော်။ခဏပြီတော်မင်းနေတဲ့ပုံနာရွာတရားနဲ့ဆိုဘယ်လောက်ရှိလဲ။ရှစ်ပုံရှိတယ်။အဲ့ဒီရှစ်ပုံကိုဖြန့်လိုက်တယ်။အဇာတတက်ကနောက်ကြတော့အဲ့ဒါတွေကိုအရှင်မကသဘရဲ့ အစီအစဉ်နဲ့အကုန်ပြန်သိမ်းတာဖျားပရိနိဗ္ဗာန်ဆိုင်ပြီးတဲ့နောက်ကိုနိုင်ငံတွေကိုလည်းအစာတရက်ကအကုန်သိမ်းတယ်အဲ့ဒါကတော့ရှင်မကဲသဘောနဲ့မဆိုင်ဓာတ်တော်တွေကတခြားတိုင်းပြည်တွေပြစည်းသွားတဲ့အခါထင်းထင်းဆောင်းဆောင်းနိုင်တဲ့သူတွေမရှိဘူးအဲ့ဒါကြောင့်ရှင်မကဲသဘောအကုန်လုံးပြန်သိမ်းတယ်တပုံချမ်းထားတယ်အဲ့ဒီတပုံကဘယ်ရောက်သွားလဲအဲ့ဒီတပုံကရှင်မနာဂတိပါကျွန်းပါဗျာတပီတော့ဒီကျွန်းကိုလည်းရောက်ရှင်မတိလင်းကရောက်နာဂတိပါကျွန်းရောက်ခဲ့နာဂတိပါကျွန်းကိုကြွရင်ရှင်မသူတိတဲ့သူကစစ်တမောတတိလိုက်ပြီးတော့အကူပေးရတအားလှိုင်းကျန်းတာတပုတ်တွေကကြီးတဲ့ကြီးတဲ့သွားတဲ့ တိုးတွေသွားတဲ့ demo တစီအဲသူတို့တကယ်တည်းရေးစစ် demo တစီအဲ့ဒါကိုရေကူးဝဲဆိုပြီးအပြည့်စုံနဲ့သွားဆိုနာဂတိပါကျောင်းမှာမြတ်စွာဘုရားရှိရဲ့တလွန်တော်ရှိအခုချိန်ဒီအဲ့တော့အဲ့ဒီကျောင်းမှာနှစ်ပြည်သားရှိတယ်အဲ့ဒီနှစ်ပြည်သားက မဟာစီတီတည်တဲ့အခါကျတော့ဒေဝရမေယတိဒါမဟာစီတီတည်တဲ့အခါကျတော့အဲ့နှစ်ပြည်သားအခုမဟာစီတီမှာရောက်သွားမိုးကုတ်ဆရာတော်ဘုရားကြီးတမိုင်းကြပါလာလေမဟာစီတီကလက်ရှိတိလင်မှာရှိတဲ့မဟာစီတီကနောက်ဆုံးစိန်မှုတော်တင်လူပူဇော်တာမိုးကုတ်ဆရာတော်ဘုရားကြီးပဲကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးမိုးကုတ်ကစိန်နေဗရမယာတွေနဲ့ဖြတ်အမဟာစီတီမှာတက်တော်နှစ်ပြည်သားရှိတယ်ဒီရှစ်ပုံကိုအကုန်ပြန်သိမ်းတယ်ခုနှစ်ပုံကိုသိမ်းတယ်တပုံကတော့ငကားတွေစောင်းရှောက်တာဖြစ်တဲ့အတွက်အန္တရာယ်မရှိဘူးဆိုပြီးတော့ပြန်မသိမ်းအဲ့တော့သိမ်းလိုက်တဲ့ဟာတွေကဟိုမှာအောက်မှာတွေ့လာဗျာဘာလဲ မြတ်စွာဘုရားရှင်ဤဓာတ်တော်များမြုပ်နှံထားရအာဇာတရမင်းဤဓာတ်တော်တာအတောင်80တူးထားပါတယ်အတောင်80တူးပြီးတော့စက်ကောမယန္တရားအတက်တင်တယ်ဒီနေ့ခေတ်လို့ဆိုရင်ရှင်များတို့တရား password တွေဘာတွေနဲ့ဖြစ်လဲစက်ယန္တရားအတက်တင်တယ်အာဇာတရမင်းရဲ့တရားစီစဉ်ခဲ့တကားကိုပြင်ဘက်ကဆွဲပိတ်ထားတယ်ဂလန်းအတွင်းနဲ့ခြာပိတာဗရမယာယတနာကြီးထဲခဲ့တယ်ဆင်းရဲတဲ့မင်းလေးလက်ထက်မှာသာသနာပြုဖို့အထောက်ပံ့ပြုအထောက်ပံ့ဖြစ်ဖို့ဆိုတော့ အဲ့ဒါကိုတွေ့လိုက်လို့ဆိုအာတော့ကမင်းကြီးကပြန်ဖွင့်တဲ့ကစိတ်တောင်ဆိုးသွားတယ်သူ့ကိုဆင်းရဲတဲ့မင်းလို့ပြောရမလားဘောအေးထားလိုက်တော့အဲ့ဒီဓာတ်တော်တိုက်ကနှစ်ပေါင်း200ကျော်မြုပ်ွယ်နေတယ်နောက်ရရှင်မမောက်ကလေးဗုဒ္ဓတို့ကြရဲ့အစီအစဉ်နဲ့အာတော့ကမင်းကြီးကအစီအစဉ်တကြပြန်ပြီးထုတ်ပေါ်တယ်ထုတ်ပေါ်တဲ့အခါသိပ္ပံမင်းကြီးရှင်လို့ nine anonymous person ပေါ့ကိုဦးဖွဲ့ဖွဲ့ပြီးတော့အဲ့ဒီခုနဓာတ်တော်တိုက်မှာထားတဲ့ရန်နေရအတက်တွေကိုအကုန်လုံးနိပညာနဲ့ဖြတ်ပြပြီးမှအဲ့ဒါဝင်ယူလို့ရတာဖြစ်အဲ့ဒါကနေ့ရေရောင်8000လေးတောင်း ရေကံပေါင်း8400ဆေးဒီပေါင်း8400ကြောင်ပေါင်း8400အဲ့တော့ရေရင်းပေါင်းရေကံပေါင်းအထက်ကရမှာမပါပါဘူးဒီလိုမြန်မာပြည်ရောက်ကကွန့်လို့သွားတာဆေးဒီပေါင်းနဲ့ကြောင်ပေါင်း8400လို့ပါပါတယ်ဗျာဟုတ်လားဘာဖျားတွေလဲဗျာမုတ်ထော့ရွှေမုတ်ထော့မုတ်ထော့မုတ်ထတောင်စုပ်ဥွေတပြိုင်တည်းတည်တာဗျာတမြေပြင်လုံး8400တရက်ထဲနဲ့အပီးတည်တာ အကြီးတွေမဟုတ်ပါဘူးနောက်ကြမှာတော့ငုံငုံတဲနေတယ်ကြီးသွားတာအကြီးကျယ်တဲ့ဟာကြီးတော့တခုရှိတယ်ကြီးကျယ်တဲ့ဇေတီလည်းရှိအဲ့ဒါအဲ့တော့ဒီမှာဒီရတော့ဒီအစာတရက်ရဲ့ဓာတ်တော်တိုင်ပါဗျာဝေဘာရတောင်ချီမှာရှိပါမြတ်စွာဘုရားရှင်ပြိဋိဘံဆန်တဲ့အခါကျတော့ဖရာရဲ့ယံညိုးဖရာကိုယံညိုးထားတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်အရှင်ဘုရားမြတ်မှတ်မိရင်ပြောကြည့်ပါဗျာဒီတော့ကူပြောပါဘာမသူလဲဗျာသူဘရာယဟန်ကြီးအတုမရွာသားသူဘရာဘွဲတူတွေအများကြီးရှိတယ်နေကကုရတဘာမေး ဒုတိယတန်ခါနာမှာလည်းအရှင်ယေဝဒ္ဒလို့ပါတယ်ဖျားတယ်။ပြင်စမတန်ခါနာကျတော့အရှင်ယေဝဒ္ဒလို့ပါတယ်ဖျား။ရှင်ယေဝဒ္ဒနှစ်ပေါင်း2500ကျော်မပြောင်းလဲတော့ဘူးပဲနေတာလားဆိုမဟုတ်ပါဘူးလို့ဖွဲတူပါလေ။ဖွဲတူတာပါလေ။အခုလဲသူဗဒသူဗဒကအဲဒီပြတော်မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံကဏ္ဍနောက်ဆုံးဗုဒ္ဓဝိနည်းအတော်ကဘယ်သူလဲဗျာ။သူဗဒပဲ။ဒီသူဗဒနဲ့တူလားဗျာ။မတူဘူး။ အဲ့ဒီတော့ဗုဒ္ဓနောက်ဆုံးဝိနည်းတာဝကကစာပန်နဲ့ဥပကတို့ရဲ့သားလို့လည်းတချို့ကလည်းဆိုပါတယ်ဗျစာပန်နဲ့ဥပကသားလေးတယောက်မရဘူးလားဗျရလိုက်သေးတယ်ရပြီမှသူကဥပကကြီးကအနာကန်းနေနဲ့တည်သွားတယ်ဗြဟ္မပြည်ရောက်မှယဟန္တာဖြစ်စာပါကယဟန္တာထိမ်မာကြီးဖြစ်သွားသူတို့ကသားလေးတယောက်မွေတယ်အဲ့ဒီသားလေးကဇလန်းပြောင်းတော့နောက်တော့သူဘဒ္ဒလို့ဆိုကြတာအဲ့ဒါဆိုတော့ဘွဲ့တူလည်းဖြစ်ဖြစ်မယ်အခုပြောတဲ့သူဘဒ္ဒကအတုမရွာတာသဘေညက်သမားဗျာ သပင်ညက်တယ်၊နဖာကလော်တယ်၊ခြေသက်လေးတက်ဖြတ်တယ်အဲ့လိုလုပ်ပြီးတဲ့ပုံကဆက်တာတယ်ပေါ့။စာလို့ရှင်များတို့သိပါတယ်။ဗါတယ်လေဆက်တာတယ်။ဆက်တာတယ်တော်တော်ဒီဘုရားရှင်လက်ထက်ကနမကြီးတဲ့ပဋိမပဋိမကြီးတစ်ပါးရှိတယ်ဘယ်သူလဲဗျာ။အရှင်ဥပ္ပလိဆက်တာတယ်ပဲဗျာ။တာဂွေမင်းသား6ပါးကိုသပင်ညက်ပေးဟုတ်လား။ခြေသက်လက်တက်ဖြတ်ပေးနဖာကလော်ပေးအဲ့ဒါကြောင့်ရှင်ဥပ္ပလိလေဆက်တာတယ်ပဲ။အခုလေသူဝရကလည်းဆက်တာတယ်ပဲ။အဲ့တော့ဒီနေ့ကျတော့ဘုရားကိုကြည်ညိုတယ်အာဓုမယကိုကြွလာတဲ့ကဘုရားကိုတသိန်းနံဗျာ။ သူတရာတရားကောင်းတယ်ပညာမပါလို့ဆိုတာတသိန်းနဲ့စောကတ်ဖို့ဆိုပြီးတော့သူ့မှာသားလေးနှစ်ယောက်မွေးထားတယ်မွေးထားတဲ့သားလေးနှစ်ယောက်ကိုရင်လေးသွားကြသဘင်လက်သွားညက်ကြလက်သေးချီတဲ့သူသွားဖြတ်ကိုရင်ဝင်းနဲ့ကိုရင်ဝင်းနဲ့အဲ့ဒါဆိုတော့ဖယားကိုစွန်ကတ်မှာမို့လို့ဆိုပြီးပြောခဲ့အဲ့ဒါဆိုမင်းပိုးပေးလိုက်မယ်ပိုးပေးလိုက်ရင်စံနေပဲတွေဘာတွေကောင်းတဲ့မောင်းနေဟာတွေကုန်ယူခဲ့အဲ့လိုနဲ့သူကစုတာစုပြီးတဲ့အခါကျတော့ဖယားစွန်ကတ်မှာနေကြတော့လေသူကိုယ်တိုင်ချက်တယ်ဗျာသင်္ကန်းကြီးဖယားဖယားနဲ့ ခရောင်းကြိုက်ရင်လည်းကြိုက်တတ်မယ်တင်ပါတယ်စိတ်တက်တာမြင်းတာကြည်ပါရနော်အေးအဲ့လိုနဲ့ချက်တဲ့ကရှင်ပြတို့တို့ရဲ့ဝင်းနေမှဆိုရင်ကိုယ်တိုင်ချက်လို့အပ်ပါမလားဗျာအဖုံးလှက်ရင်အဲ့ဒီကိုတော့တဘာမအပ်တော့ကောက်မွေလိုက်ရင်တရင်သုံးဝငါးပါလုံးမအပ်တော့ဟုတ်လားနော်အဲ့လိုလေးရှိတဲ့အခါကျတော့အခုမြတ်စွာဘုရားရှင်ကရှာတာကလည်းမအပ်ဘူးချက်တဲ့ပြုတ်တဲ့အတွက်လည်းမအပ်ဘူးမြတ်စွာဘုရားရှင်တုတ်ဆကုံမောဂပုရိသ စွန့်ကပ်ဘက်သူကိုမြတ်စွာဘုရားရှင်ကငေါင်းငန်းလိုက်တယ်ဗျာအဲ့ဒီမှာအညိုးထားတာငါတော့ကြိုးသားသားရှာလိုက်ရတာငါစေတနာကိုထောက်တယ်ဆိုရင်စွန့်မဖုံးပေးခြင်းနေအောင်အလူလေးခံရင်တော့ပေါ့အခုတော့ငါ့ကိုတုတ်ဆကုံမမောကပုရိသနဲ့ပြောသွားတာဟောကြည့်ပါတယ်လေပြောပြီလေဗျာအဲသူဘာပြောလဲအရှင်ဘုရားတို့မငိုကြနဲ့အင်ငိုတဲ့အကြောင်းရင်းလည်းပြောငိုတဲ့အကြောင်းရင်းမပြောရတယ်တိပိသားမလို့ချမ်းချမ်းနဲ့ကံဟုတ်ပြီအဲ့တော့မြတ်စွာဘုရားရှင်ပြိဋိဘံဇံနဲ့ကရှင်မာကတ္တပအနီးနေရှိလာဗျာမရှိပါဘူး ခုနှစ်ရက်နောက်ကြပြီမှမြတ်စွာဘုရားရှင်ရဲ့တာရုကိလနာကိုမမိလိုက်ဘူးတာရုကိလနာလည်းရှင်များကြီးကဆွနေကြတာဘုန်းကြီးတွေပြန်ရင်တာရုကိလနာတာရုကိလနာနဲ့ပြောကြတယ်တက်တဲ့လားမတက်တဲ့လားဒီတော့မသိဘူးပြန်ရှင်များတို့ဘယ်လိုဝေဖန်ကြမလဲ တာရုကိလနာဆိုဘာလို့ပြောရဟန္တာတွေပြိဋိဗံဆန်တဲ့အခါမှာသူတော်ကောင်းတွေရဲ့ပျော်ဝဲဗျာသူတော်ကောင်းတွေခန္ဓာဝင်ကိုပြီးတိုင်ခြုံငိမ့်လို့ပျော်ရတယ်တနည်းကြည်ကျင်းနဲ့နဲ့ကြည်ပြတယ်တာရုကိလနာဟိုဘုန်းကြီးကပြန်လာရှိုးလာမသိတာရုကိလနာတော့လှုပ်ချလိုက်တာရှင်ဗျားတို့ပြန်နိုင်လဲပြန်ပေါ့ဗျာမပြန်နိုင်လဲရှိုးပေါ့ဗျာတာရုကိလနာတော့တက်တဲ့တက်တဲ့ဒါစဉ်းစားပါဗျာတာရုကိလနာဆိုအခုပြောလို့ဒီလိုသူတော်ကောင်းတွေပျော်တယ်ပွဲပါဗျာပြိဋိဗံဆန်တဲ့အချိန်မှာပါသုံးနဲ့သုံးတင်းနဲ့အသုံးတော်တစ်ခုပါအဲ့ဒါလေတပည့်တော်ရဲ့အယူဆလေးပါဗျာရှင်ဗျားတို့လက်မခံရင်လည်းရပါတယ်ဒါစာနဲ့ ဲ့ကန့်ကြီးတဲ့ယူဆလေးတခုပြောတာကန့်ဟုတ်ပြီဗျာတာရုကိလနာမိကရှိသေးတယ်တေသောတာမလောင်သေးဘူးအရှင်မရတော့ဒီမှာနောက်ကပါလာတဲ့ကိုတော်900ကရှင်မကသဝရဲ့တပည့်900ကဖះဟိုမတွေ့ဖူးလိုက်သေးဘူးဖះဖူးဖို့ဆိုပြီးကြိုးစားပြီးဘုံကြီးဝယ်လာတာအခုမှအစ်တလေးတွေနဝဘိက္ခုနီယူလေးတွေပေါ့ဗျာနော်အစ်တလေးတွေပဲရှိသေးတယ်အဲ့မှာဖះဟိုမတွေ့ဘူးဟိုကုသိနာယုံကြမှာမြတ်စွာဘုရားရှင်ပြိဋိဘံဇံမီဆိုတဲ့တရင်ကိုရောက်ရင်အဲ့ဒီပုံကိုရင်ခွဲသေးလိုက်တယ် နောက်တကအဲ့ဒီတည်းမှာအရိယာသူတော်ကောင်းနေရှင်များတို့ကြည့်အားလုံး9သိန်းကအရိယာတခြားခြံရည်တွေရှိသေးတယ်အဲ့တော့အရိယာသူတော်ကောင်းနေစိတ်နှောက်ရဖြစ်သွားမယ်ဒီကိုယ်တော်ဒီထငိုလို့ယင်အဲ့တော့ပြောဖို့အချိန်ရောက်ပြီဆိုတဲ့အခါကျတော့ဘာပြောလဲနော်အဲ့ဒီမှာပရပတိတယောက်ပေါ့ပရိဘာဇကပရပိုက်ပေါ့ပရပိုက်ကြီးတယောက်ကတကားတယ်မန္တာရဝနပန်မန္တာရဝနပန်ဆိုတာမြမလိုလိုပြန်ကြတယ်ထင်ရှားပန်းလိုပါတယ်ပြန်ကြဥပမာမန္တာရဝပန်းနေကို ရှင်များလို့ဆွဲတဲ့ခါကျကြည့်လိုက်ပဲပွန့်ပက်၄ခုပါတကယ်တာဝတန်းမန္တရဝပန်းတဲ့တော့ဘယ်တူမလဲဗျာတပြီတော့နေဆက်သွန်ဆွဲတာမြန်မာပြန်တဲ့ခါတင်ရှားပန်းလို့ပြန်တယ်ဗျဆွဲတော်ပန်းနဲ့ဆင်တယ်အဖြူရောင်ဆိုရင်လေအဲ့ဒါတော့ပွန့်ပက်က၄ခုပါအဲ့ဒါတော့မန္တရဝ၂ပန်းမန္တရဝ၂ပန်းကြီးအဲ့ဒီမှာတော့လှဲပိန်းလောက်ကြီးတယ်လို့ပြောပါနာဂတ်တာနာကြီးတဲ့မှာလဲမာကန်လူဆရာတော်ဗျာကြီးဟောထားပါတယ်အဲ့ဒါဆိုတော့အဲ့ဒီပန်းကြီးပန်းလာတကားအရှင်ဗျာအဲငါရှင်ဒီပန်းကြီးဘယ်ရရလာတာအရှင်ဗျာမသိဘူးလားအေးပြောသမအောင်ဟာဆိုတော့ငါ ရှေ့ဆရာဖြစ်တဲ့မြတ်စွာဘုရားကိုသိသလားရှင်မကတ်သောအမေရိကအသိတာပေါ့အခုဒီပန်းကြီးကအရှင်ဘုရားဆရာပြိနိဗ္ဗာန်စံတဲ့ပွဲရတယ်ဒီတော့အဲ့ကကောက်လာတာဘုရားအဲ့တန်လဲကြာရောခုနပြောတဲ့မထေ900ကအဲ့မှာကိုရော900ငိုကြရောငိုရမှာအုပ်စုလိုက်ဝိုင်းငိုကြ9ဘာအုပ်စု10ဘာအုပ်စုဘုံတိုင်းခွန်းတဲ့ခါလဲလဲလဲသွားကြတာတဲ့အားရောငိုပြီဆိုတဲ့အချိန်ကျမှရှင်မကတ်သဘကကြွသွားတယ်အဲ့ဒီအချိန်မှာခုနအာတုမရွာတာသူရတာဘာပြောလဲ ငါရှိတော့မကိုကြနဲ့သူရှိတော့ငါဟိုလိုမအပ်ဘူးဒီလိုမအပ်ဘူးဟိုဟာမလို့နဲ့တရားမလို့နဲ့ချုပ်ချယ်များတယ်အခုမှတပြည့်တော့လွတ်လပ်ရေးရတာဘာငိုစရာမဟုတ်ဘူးဝမ်းသာစရာဘာလို့စရာလဲလေရင်များတွေတပြည့်တော့အိုးအချုပ်လေးမရှိတော့ဘူးဆိုဘာဖြစ်လဲသူဝရကိုနည်းနည်းစာနာပေးရမှထင်တယ်အိုးအချုပ်လေးမရှိတာနဲ့အာလွတ်လပ်ပြီဒီလိုဒီလိုဖြစ်ချင်ဒါတော့ပြည့်တော့သဘောတရားကိုဗျာနောက်အခုဒီမှာကြည့်ဖျားပရိသေဗန်စန္ဒာကတေသောတဲ့လောင်ပြီလားဗျာမလောင်တော့လောင်တော့မမှုသေးဘူး တာရုကိလနာပဲရှိသေးတယ်ခொနည်းရပဲရှိသေးတယ်အခုဘာဖြစ်သွားလဲအာရှင်ပြရတော်ဘုံကိုရနေဟောမဘူးတရားမဘူးသူရှိတော့တိတ်ကဲအချုပ်ချယ်တွေများအခုတပြက်တော့လွတ်လပ်ပြီးပျော်စရာကြီးငိုစရာမဟုတ်ဘူးပြောတဲ့အခါရှင်မကတ္တဝအဲ့တရားကိုကြားပြီးတဲ့အခါကျတော့ဓမ္မတန်ဝေကဖြစ်ပါလေတဲ့အဲ့ဆိုတန်ဝေကက၄ပါးကိုဗျာဟုတ်တယ်မလားဗျာတိတ်ကစိတ်တုတ်တရာတန်ဝေကကြောက်တာမကျေနပ်တာစိတ်ဆိုးတာဟာကွာဟာတရေကြီးတစေကြီးကြောက်လိုက်တာ အဲ့ဒီတံဝေကရစိတ်တုတ်တရတတံဝေကတရားကိုကောက်တော့ဘာဖြစ်မလဲဒေါသပေါ့ဗျာနောက်တစ်ခုကဩတ္တပတံဝေကမကောင်းမှုမလုပ်ဖို့မကောင်းမှုရှောင်ဖို့ရှက်တဲ့ကြောက်တဲ့တဲ့ဟာဩတ္တပတံဝေကသာသူတော်ကောင်းနေမှာရှိနောက်တစ်ခုကညာနာတံဝေကဝိပဿနာဉာဏ်နဲ့ရှင်ပြီးနိဗ္ဗာန်ဉာဏ်လို့ဒီပိုင်းမှာယူတဲ့ဟာကိုညာနာတံဝေကအနောက်တစ်ခါကျဓမ္မတံဝေကယဟန္တာရဲ့တဏ္ဍာမှာဖြစ်တဲ့တံဝေကပါဗျာ ဲ့တော့စိတ်မကောင်းဖြစ်သွားတာမဟုတ်ဘူးစိတ်ထဲမှာတံဝေကရလိုက်တာပဲနည်းနည်းပြောဖို့ခက်တယ်ကိုမယဟန်တာမဟုတ်တာဟုတ်တယ်မလားဓမ္မတံဝေကဆိုတဲ့သဘောဒီလိုသဘောပေါအောင်မပြောတတ်ဘူးအဲ့တော့ပြောစရာတခုပဲရှိတယ်ယဟန်နာရဲ့တန်တယ်မှာဖြစ်တဲ့ဟာပေါ့ဟတ္တိတုပ္ပဘုသံမျိုးပေါ့ဟတ္တိတုပ္ပကြာဘာဖြစ်တာပြုံးတာပေါ့အခုဒီမှာတော့တံဝေကဖြစ်တာပေါ့အဲ့ဒါအဲ့လိုမျိုးသဘောလျော်လေးဓမ္မတံဝေကဖြစ်သွားတာ ဆိုတော့အရာလေးကိုမှတ်ထားတယ်မှတ်ထားပြီးတဲ့အခါကျတော့ဘာလုပ်ရမလဲလို့စဉ်းစားတယ်ကြွလာတဲ့ခွနသိန်းကျော်တဲ့ဒီတန်ကပြိတ္တအစည်းအဝေးကြီးမှာမြတ်စွာဘုရားရှင်ပြိဋိဘံဆန်တော့အရှင်သာရိပုတ္တရာရှင်မောကလံဘယ်ရောက်ပြိဋိဘံဆန်သွားပြီဓမ္မတာ32ပါးတည်းမှာပါဘူးလေဗျာအကသဝကကြီးနှစ်ပါးဟာဖရားရင်ပြိဋိဘံဆန်ရတာဓမ္မတာတစ်ပါးအဲရှင်သာရိပုတ္တရာသံဃုလာပြိဋိဘံပြိဋိဘံဆန်တယ်ရှင်မောကလံကသံဃုလာကွယ်နေမှာပြိဋိဘံဆန်တယ်တတ်တော်69ပါဗျာ ဝါတော်44ဝါ25ကျမဝတ်ခဲကြဇက်ပွဲကနေဝတ်ခဲကြဥပဒေတော်နဲ့ကောလီတာ90မပြည့်လိုက်ဘူးဖြတ်ရှင်သာရိပုတ္တရာနဲ့ရှင်မောကလဟုတ်လားရှင်များတို့မယုံလဲကြမ်းနေထက်ရှာတော့တတိတော်လည်းရှာတွေ့လို့ပြောတာပါနော်တရားရတော့ကရှင်မောကလဟာဘက်လား15ရက်လား sorry အဲရှင်သာရိပုတ္တရာနောက်ကြတယ်အခု brain day ဘန်ဆန်တော့ရှင်သာရိပုတ္တရာ15ရက်ဆော်ပြီး brain day ဘန်ဆန်တယ်ရှင်မောကလဟာ15ရက်နောက်ကြပြီဇာမုံလာပြင်းနေ့ကရှင်သာရိပုတ္တရာ brain day ဘန်ဆန်တယ်ဇာမုံလာခွေနေ့မှာရှင်မောကလ brain day ဘန်ဆန်တော်မူတဲ့